ွဲပြင်းတယ်ကိုဘက်ကလည်းကျွန်တော်တို့ကျွန်တော်တို့ကလည်းဘလောက်လောက်ထိတုံးခဲ့တယ် RPG 10လုံးလောက်ထိတုံးခဲ့တယ်အဲ့မှာ40မှမှဆိုလုံး60လောက်တုံးခဲ့တယ်ဗျာလုံး60အာလုံး60လောက်ထိတုံးခဲ့တာအာကလေးနဲ့ချိန်ဆက်လုပ်တဲ့ RC ဘက်တောက်မန်ကိုဒီကောင်လေးပတ်တက်လာပြီပတ်တက်လာပြီဆိုတော့ကျွန်တော်စနိုက်နဲ့ထောက်ခိုင်းတယ်ဒါစနိုက်နဲ့ကိုအနည်းဆုံး3-4ခေါင်လောက်ရတယ်ဗျာဟုတ် ွေးမင်္ဂလာပါโอเคကိုကြီးသဖြင့်မင်္ဂလာပါဗျာအဲကျွန်တော်ကတော့စောင်းတန်ဝိုင်းဆို PDF အဖွဲ့တာဝန်ကောင်းဆောင်ကိုအောင်မှာဗျာဟုတ်ဟုတ်ဟုတ်အဲအခုတော့အခုတိုက်ပွဲဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြပါအောင်ဒီအောင်ပွဲနဲ့ပတ်သက်လို့ဒီအောင်ပွဲကတော့ကျွန်တော်တို့ဒီစကားစားရဲ့တရင်ချက်လက်ကတော့ကျွန်တော်တို့အငဲနဲ့လိုက်နေတာပေါ့ဟုတ်ဒီရလာတဲ့တရင်ချက်လက်ပုံမှာတုံဆိုင်မနေပဲနဲ့ကျွန်တော်တို့ကလင်းလင်းမြန်းမြန်းဒီအလုံးလုံးတက်တဲ့အကျင့်တော်ရှိတယ် ဟုတ်ဟုတ်ဟုတ်ရလာရလာနဲ့တမ်းပြီးတော့အလုံးချတတ်တဲ့အကျင့်အလေးစားရှိတယ်အဲအဲ့နေရာလဲဒီကကဆစကြောင်းကဒီစင်ကြောင်းပြည့်တစ်စကြီးပါဆိုရှိတယ်ညကလေးကပခန်းကြီးမျိုးကနေညကလေးကတော့စင်ကြောင်းမှာဝမ်းအိတ်တာကိုအဲစင်ကြောင်းမှာတညအိပ်ပြီးမနေ့က9နိုင်လောက်လေ9နိုင်ခွဲလောက်လေထွက်လာပြီဆိုတော့သတင်းကြားနဲ့ကျွန်တော်ကဒီဘလန်ကြောင်းတစ်ခုစောင့်လိုက်တာပေါ့ဟုတ်စောင့်လိုက်တဲ့အချိန်မှာသူတို့ကလည်းညကလေးကင်းမုံနေအကျိုးဝထားတာ အဲပထမစစ်ကြောင်းကသူတို့ကကျိုးဝတ်ထားယူစားဒုတိယစစ်ကြောင်းလည်းရောက်လာပြီးစားပေါ့ကျွန်တော်တို့တော့အဝင်နဲ့ခိတ်တိုင်ပေါ့သူကင်မုံကူကင်မုံနဲ့ခိတ်တိုင်ပြန်လည်ဆောအာအဲ့မှာကျွန်တော်နောက်ကရှေ့ရရှိပြီးနေစောနေပြီဆိုရင်နောက်ကဒါတက်ကိုလည်းလာသူတို့ကလည်းတက်ကူကြည့်ပေါ့အဲ့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ပွဲချင်းတော်တော်များများချင်းချောင်းအလုပ်ဖြစ်ခဲ့တယ်ပေါ့ဒီကောင်းကြီးကအစုဖွဲ့ကဒီ2 5 6ကတည်ရင်မှုပေါ့ဒုတည်ရင်မှု ပါဝင်နှစ်ယောက်ပါတော့ကြအင်အားတရာကျော်အဲပါစဤသူစစ်မှုထမ်းနေရတော့အများစုပါတယ်ပေါ့ဟုတ်လားအဲတရင်မှုပါတဲ့အတွက်ဒီတိုက်ပွဲကနည်းနည်းတော့ကျန်းနေပြီအဲကျွန်တော်တို့ခါတိုင်းတိုက်ရတဲ့တိုက်ပွဲတွေထပ်ပိုးပြီးတော့အားဆိုင်ရတယ်အဲပြီးတော့ကိုရဲဘော်တွေလည်းခါတိုင်းဆိုရင်များကျွန်တော်တို့ဖရီးကျုံနဲ့တရောက်တတလေးဟိုထိလက်ရှာလက်တိုင်ရန်လောက်လေးပဲရကြတဲ့အနေအထားမျိုးတွေရှိတယ်ဒီတိုက်ပွဲမှာတရင်မှုဒုတရင်မှုပါတဲ့အတွက်တိုက်ပွဲကြာခြင်းလည်းကြာတယ်နည်းနည်းလေးပိုးပြီးတော့လောရတယ် သူတို့ကလည်းဒီတရင်စုဖတ်မှုအရာ RPG ကို၄ငါးလက်လောက်ပါတာနင်းတော့တော့ပါတာမဟုတ်ဘူး RPG ပါမယ် BD ရပါမယ်ဗျာကျွန်တော်တို့ဒီ40 outdoor တွေပါမယ်အဲ့ဒါတွေနဲ့တော်ကြရတာပထမတော့သူတို့ကျွန်တော်တို့ကင်းမုံနေထိတ်တိုက်တွေ့တယ်ဟိုဟိုဘက်က9ယောက်ဒီဘက်က9ယောက်နဲ့ထိတ်တိုက်တွေ့တယ်အဲ့အပြန်လည်ပြည့်နေပြီကိုဘက်ကလည်းလူဦးနောက်ကလည်းတက်လာပြီလေအကုန်လုံးနေရာတွေဖြန့်စုဖြန့်ပြီးကမှဒရုန်းပေါ့อืมဒရုန်းကြီးတွေ့တဲ့အခါမှာပြစ်လိုက်တာ ဟုတ်ဒါမှကျွန်တော်ကဒီတိုက်ခိုက်ခေါင်းဆောင်ပါပဲကြက်တူးသွားဒီမှာတချက်ထည့်ပြစ်တာလေကျွန်တော်မီးလောင်ပြစ်ကြလားဘိုင်းလိုက်အဲအစီတဲ့ကျွန်တော်တချက်ပဲပြစ်တာတဲ့အဲဒရောပဲပြက်ကြတဲ့အဆင့်ထိကိုရောက်တော့ပေါ့ဟုတ်ပါ යි တယ်ပါ යි တယ်အဲသူတို့ကဒီ view ဟာလဲကောင်းတယ်ဗျဒီတိုက်ပွဲအချိန်ဒီမှာကျန်တဲ့တိုက်ပွဲတွေနဲ့မတူဘူးသူတို့ကဘဲတောင်းမှညာတောင်းမှဖြတ်တတ်တယ်အဲ့အဲ့လိုအချိန်မျိုးတွေပေါ့ အဲ့မှာကျွန်တော်ကလေးနဲ့ကျွန်တော်နဲ့ကျွန်တော်ကနောက်ချံကျွန်တော်ကလက်လက်နစ်ကြီး60ပြစ်ကူထဲမှာပါလာပေါ့ကလေးနဲ့ချိန်ဆက်လုပ်တဲ့အာစီဘက်တောက်မန်ကိုဒီကောင်လေးပတ်တက်လာပြီပတ်တက်လာပြီဆိုတော့ကျွန်တော်စနိုက်နဲ့ထောက်ခိုင်းတယ်ဒါစနိုက်နဲ့ကိုအ ਨੇ ဆုံး3-4ခေါင်လောက်ရတယ်ကဟုတ်သူတို့ဘက်တောက်မန်ညတောက်မန်ပတ်တက်လာတာကိုစနိုက်နဲ့လက်နဲ့ပတ်ထောက်တယ်အဲ့လိုလူတွေပေါ့အဲနည်းနည်းသူတို့ဘက်ကလည်းတင်းမှုကကောင်းတယ်တုံးကနှစ်စီးပါနောက်တစ်စီးနဲ့ဝဲတယ်အဲဝဲလို့မရတော့အစုံမှန်ဘူးမှန်ဘူးနဲ့ကြည်တယ် ကျွန်တော်တို့ရဲ့တည်နေရာတွေဒီကောင်းလေးအတိအကျဖတ်တာ။ဩ။ဒီတရားပြစ်ပြီးဟေးဆိုရင်ကိုနဲ့ဝါတပြန်။အဲ့လိုအဲ့လိုကဲ့ရဲ့လေးတွေညံပြစ်ကြတာ။ပြီးတော့ RPG တွေဆိုရင်အဲ့နှစ်လက်ဘူးသုံးလက်ဘူးဘုံဘုံ။ဒါကိုရဲဘော်တွေကံကောင်းတယ်လို့ပြောရမှာပေါ့အထီးခိုက်နေခဲ့တာပေါ့။ဩ။ကျင်းတယ်။ကိုယ်ကပြင်းတယ်ကိုဘက်ကလည်းကျွန်တော်တို့ကျွန်တော်တို့ကလည်းဘလောက်လောက်ထိသုံးခဲ့ RPG 10လုံးလောက်ထိသုံးခဲ့တယ်။အဲ့မှာ40မှမှဆိုလုံး60လောက်သုံးခဲ့တယ်ဗျာ။ လုံး60အဲ60လုံး60လောက်ရှိသုံးခဲ့တာအာကျွန်တော်တို့ဒီ60မမဆိုရင်15လုံးကျွန်တော်ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်လိုက်တဲ့ကလေးတွေပြခိုင်းနေပေါ့ပုံမှန်ပြည့်နေကြကလေးကကြပွဲထဲမှာပါသွားလို့ပွဲထဲအရေးပေါ်ဆိုကျွန်တော်ကတင်းနာပြတာမပြစ်တတ်ဘူးပြစ်တာတော့ပြစ်တတ်ပါတယ်ကလေးတွေပဲခိုင်းတာဟောတော့ချိန်နာတော့ကျွန်တော်ချိန်တယ်အဲဒါ60မမဆိုရင်ညာပထမက ကိုကကလေးတွေတင်းပေးတယ်မြေပုံကကြီးလိကြီးတာမရှိဘူးမြေပုံကောက်ကြီးလဲတော့မီတာအဝေးကလေးတွေနဲ့နောက်ကျောမှာနေတယ်ဘေးတက်လောက်ကုတ်မှာပေါ့အေးငါတလုံးစမ်းထုကြည့်မယ်အပိုးတော့နှထုံးနဲ့ထုသွားလို့ဖိမ့်လို့ချလိုက်တော့ကိုမန်းနဲ့တိုက်ပွဲအရက်အတန်နဲ့အကိုက်ဖြစ်သွားတာလမ်းကြောင်းကောင်းတယ်လမ်းကြောင်းမဖယ်ဘူးအဲ့တိုင်ကမီတာတရာဆော့ပြဆိုတာကျွန်တော်မီတာတရာဆော့ပြတယ်ပြစ်လိုက်တာကခွေးအစုဖွဲ့ရှိတယ်တောင်ကုန်းမော်ကွက်တီတီတန်းကြတာကိုကွက်တီအာ အဗီယိုထဲမှာပါလာလေဘယ်လောင်မှန်းပြန်လာကြီးအမှအင်အားများလာတဲ့အခါမှာစနိုင်းနဲ့ထောက်လို့မရတော့60နဲ့လမ်းကြည့်ရအာ60နဲ့လဲကွတ်တီတွေချင်းဟုတ်ပေါ်ဒီအောက်တွဲတွေဆိုရင်လဲပြည့်စမြအလုံးနိုင်ကကွဲစမြအလုံးနိုင်ကတော့အကုန်လုံးဒီအပြောင်ရှင်းပေါ့ခွေးအနီးနားတွေချင်းကြာတာဒါကြောင့်မို့လဲဒီတိုက်ပွဲကအဲကိုလဲအသက်ဆုံးတိုက်ရတဲ့အနေထားမျိုးဒါဗီဒီယိုထဲမှာဆိုပါပါတယ်60တော့ RPG လို့နောက်ကျောမှာကတ်ချတဲ့အနေထားမျိုးတွေအများကြီးပါတယ် ။အော်။အဲ့မှကျွန်တော်တို့ကစကွန်းကကျင်းတော့။ပထမတော့ဖျက်နေဖျက်နေခွဲတယ်။နောက်ပိုင်းညာဒီတောင်ကုန်းလေးတနေရာပဲစုနေရတဲ့အခြေအနေမျိုးတွေပေါ့။ဒီဟာလည်းအဲအဲ့ဒီမြေပြင်အနေထားကြကြောက်ကျွန်တော်တို့လူစုစုစုများလာတဲ့အခြေအနေကြောက်ပဲထိတာများလာပေါ့။အော်။အဲသူတို့ကရင်မှုကမှန်မြောင်းနေကြည်တယ်။အဲကျွန်တော်တို့အကွာဝေးတွေကိုတွက်ပြရတယ်။အဲ့လိုတွေပေါ့။နောက်ပိုင်းဒီစစ်ကြောင်းတစ်ကြောင်းလုံးကဗျာကျွန်တော်တို့ကလည်းပြစ်တာခတ်တာနဲ့တိုက်ပွဲကြလာတယ်များ သူတို့မှလက်နဲ့ငပြစ်မဲ့ကောင်ဘာမှမရှိတော့တော့ဘူးဘာမှကိုမပြစ်တော့တာအဲ့မှာလက်နဲ့ကြည်တက်စုပေါ့အာဘီဂျီသမားရယ်ဖော်ဒီသမားရယ်ဘီတရားသမားရယ်အဲ့သုံးမျိုးနဲ့ပဲကျွန်တော်တို့ဘက်ကိုပတ်ထူတာဘယ်လိုဒီနာဒီတေဆုံးတဲ့အရေးတွက်က28ရောက်နေအဒံရတာ30ကျော်နဲ့ဆို60ကျော်တုံးလုံးပဲဖြစ်နေပြီလေ။အော်ကျွန်တော်တို့ဒီကျန်တဲ့30 40ရပဲကျွန်တော်တို့ပြန်လဲခုခံတဲ့နေရာမှာ က်နဲ့ငယ်ကိုမဖြစ်တော့ဘူးအကုန်လုံးပတ်စပြီးသူစစ်တီများတယ်ဗျာကျွန်တော်တို့ဒီမနေ့ကဆိုနေမြရှင်းလင်းသွားတယ်စူးယုံနေရှိနေတဲ့ခြုံကြီးတဲ့ကိုပြောင်းရှင်းနေအောင်ကိုဒီတိုင်းတိုးထားတာအော်အဲ့လိုနေထိုင်မျိုးတွေဘီလိုထဲမှာလည်း drone ပြက်ကြတဲ့ဘူးဘူးတွေသွေးကွက်တွေပေါ့နေရာတွေကတော့အများကြီးဒီမှာယာတိဥတုဟိုတနေ့ညကစနေ့ရက်နေ့ညအဲ၁၇ရက်နေ့ညမိုးကောင်းသွားတဲ့အတွက်နောက်ရက်မှကျွန်တော်တို့ကအမီရှင်းလေးလောက်ရတဲ့အခြေအနေလေးပေါ့သူ့ဘက်တီးကတော့တော်တော်များများပြပါဟုတ်ပါဘူး ဒီတိုက်ပွဲကနည်းနည်းအားဆက်ရတယ်။တရင်မှုနဲ့ဒုတိယမှုပါလာတဲ့အခါမှာဣသုစစ်တွေလည်းပြေးကျင်တာပြေးလို့မရဘူးဖြစ်နေတာ။အော်။ဆက်ကောင်းတော့ကောင်းပါ။အော်။အခုအဲ့ပြည်သူစစ်ပေါ့နော်အခုပြည်သူစစ်ပေါ့ဒီအဖွဲ့တွေကအဲ့လိုလေဟိုအတင်းအကျပ်စုတောင်းခံရတဲ့အဖွဲ့တွေများတယ်ဗျာသိလားအဲအခုကြတော့ဗျာဟိုသူတို့ကိုရှေ့ကနေထားပြီးတော့အသေးခံပြီးတိုက်ခိုင်းနေတဲ့ပုံစံဖြစ်နေရပါဘို့ခွာအဲ့ကြကျွန်တော်အဖွဲ့တွေကလည်းဒါ ဒါဟိုပါဗောနော်တိုက်ပွဲအတွင်းရောက်သွားပြီဆိုရင်တော့သူပြစ်ကိုပြစ်ဆိုပြီးတော့ကျွန်တော်ကဒါကတော့ပါစဒါကတော့စစ်ခွေးဆိုပြီးတော့ရွေးပြစ်လို့မရဘူးလေနော်အဲဒါကြောင့်ပြကြခတ်ကြရတာပဲအဲဒါကြောင့်သူတို့ကပို့ပြီးတော့အသေးပြောက်များတာဗောကိုညာအဲဒါကြောင့်အဲ့လိုမျိုးအဖွဲတွေကိုမဝင်ဖို့အတွက်နည်းနည်းလေးနည်းနည်းလေးမြေပြင်ရအခြေအနေဒီနည်းပတ်သက်ပြီးတော့ရှင်ပြီးတော့ပြောပြပေးပါဦးအဲဒီဘောမှာတက်တက်ရေးကြည့်တာဘာမှမရှိဘူးညာ ဒီအတက်ရှိနေကျွန်တော်ကောင်းမှုလည်းလုပ်လို့ရမကောင်းတာလည်းလုပ်လို့ရတယ်ကောင်းတာလည်းလုပ်လို့ရတယ်ကိုယ့်ရဲ့ဒီတန်ဖိုးရှိလာတဲ့ဒီအတက်ရှိနေစဉ်ကာလမှာကိုယ့်ရဲ့ဘဝတွေဒီအာနာယုမင်းအောင်လိုက်အတွက်ပြစ်စက်မလားဒါပဲစဉ်းစားရမှာကျွန်တော်တို့ဒါပြည်သူ့အတွက်ပြစ်စက်မလားဒါပဲသုံးသပ်မှာပဲလीဒီနေထားပါမှာဟောခွေးပတ်နေထားရောက်ပြီးခွေးလူတည်ရင်တော့ခွေးလူပဲပြစ်ထားခံရမှာဟိုရက်လက်တောင်လုပ်ပြမှာမဟုတ်ဘူးဟုတ်တယ်ဟိုသူတို့ဒီ PDF နဲ့ပေါင်းပြီးတိုက်ရင်တိုက်မတိုက်ရင်ပြည်သူလူပဲအေးစင်းနေ အဲဒါဟိုစွန့်သက်မဲ့သူရှိဟုံးမှာဟုတ်တယ်ဒါဒီအနေထားပါဘူးဒီကတော့ဒီပတ်စအများစုကလည်းပြေးဖို့ရာဒီအထိအများကြီးကြိုးစားကြပါရဲ့ကျွန်တော်တို့ဒါအရင်ပတ်ဆိုကျွန်တော်စီပြန်3-4ရက်လောက်ကျွန်တော်ရောက်တဲ့အနေအထားမျိုးကြီးရှိပါတယ်နော်ဟိုပြေးကျင်တဲ့တချို့ကတော့မပြေးရတာတချို့တွေကြလည်းပြောကျင်တာကဒီစကားစလောက်မှာအလုံးမလုံးချင်လို့ဒီကျွန်တော်တို့ပြည်သူရင်ကိုပူပေါင်းလာတယ်ပြည်သူရဲ့ပြည်သူရဲ့နဲ့ပူပေါင်းလာဆိုကျွန်တော်တို့ပြည်သူရဲ့မှာလိုအပ်နေတာလက်နက်နဲ့ခဲရမယ်လို့ ူတို့ကမရောက်နိုင်လောက်အောင်မှာအသက်တွေမပေးခြင်းလို့ရုန်းကန်လာပြီဟိဣရိယလောက်ကိုဝန်းလာပြီဟိဆိုရင်အဓိကတော့တော်လန်ကြီးရဲ့ယုံကြည်ချက်အားကောင်းအောင်လက်နက်တော်ယူဆောင်စီခြင်းတယ်တချို့ပါစတွေအလွတ်ပြေးတာစိတ်ပြက်စရာကျွန်တော်တို့ကပြည်သူပြည်သူလူမြင်လို့ဒါဟိုရွေးချစ်နေရတာရွေးချစ်နေတာဤကြတဲ့ဘက်ကတယောက်ပြေးလာတယ်ဗျာပါလာပါတယ်တက်လက်တော့ပါပါတယ်တမီးတက်လက် သူ့ကိုတယောက်တည်းကင်းဆောက်ပိုင်းပါဗျာအဲ့ M1 ကိုထောင်းပြီးပြေးလာတဲ့ဟောဗျာတကယ်ကောင်းလေနော်အတော်လိုက်အရေးကြီးအောင်တော့ဒီပါစတွေလည်းဟိုလှုပ်တဲ့နေပေါ့ဒီနေသားလက်နက်တော့ရအောင်ယူရအောင်ကိုလူရုံးထွက်ပြေးပါအိုးလက်နဲ့ကြီးကင်လာပြီတော်လိုင်းရဲ့အဖွဲကြီးရောက်လက်နဲ့မြောက်တာအကျွန်တော်ဘယ်ဟာပြေးလာပါပြောရုပ်တက်ကြီးသူ့ကိုပြစ်မတတ်ပါဘူးဒါမှမဟုတ်လက်နဲ့ရှားတဲ့နေရာမှာဖွက်ထားဗျာ ျွန်တော်ပြေးလာပါတယ်ကျွန်တော်လက်နဲ့ဘယ်ဘယ်နာမှာပါဒါမျိုးပါကျွန်တော်တို့ PDF ဒီလည်းပြည်သူရာနေပြည်သူပေါ့ပွားလာတဲ့အတွက်သူတို့ဝင်ရောက်လာတဲ့ခါမှာလည်းနှွေနှွေထွေးထွေးပါပဲကျွန်တော်အဖွဲ့မှာဆိုရင်စီရီယန်ကတော့အယောက်26 30လောက်ရှိပါပြီပူကြီးအစင်တွေဒီရဲ့အစင်တွေအကူအကူကြီးတွေရှိပါတယ်ဒီမှာတင်နန်းမှုလုပ်နေတာမျိုးတွေအတချို့ကြလည်းမိသားစုနဲ့တွားနေတာမျိုးတွေလည်းရှိပါတယ်အကုန်လုံးတော့သူကပြည်သူရာနေပြည်သူဖြစ်တဲ့အတွက်နှွေနှွေထွေးထွေးကြိုးဆိုပါတယ် ့အဲသူတို့ကတော့ကိုပေါ်မှာတစ္ဆာရှိဖို့တော့လိုတာပေါ့နော်ဒါပေါ့ဒါပေါ့တစ္ဆာမဖောက်ဖို့လိုလေနော်ပြီးတော့ခုနလိုတက်ဖွဲ့တွေအကျိုးရှိစေမဲ့လည်းခရမ်းမျိုးတော့ယူဆောင်လာဖို့ရေးကြည့်တာပေါ့နော်အဲဆိုရင်တော့ဒါတက်ဖွဲ့တွေကိုကုညီရလဲရောက်တယ်လေနော်ကေဘီရကျိုးလဲနှက်တာပေါ့ဟုတ်တယ်ဟုတ်တယ်ခုနလိုဓမီတော့ယူမလာနဲ့ပါတော့ပါတယ်ဓမီတက်လက်ပါလာတာဗျာအော်ဟုတ်ကောအဲပြီးတော့ဟွာပေါ့ဒီကျွန်တော်တက်ဖွဲ့တွေရဲ့စိတ်သက်ခံယူချက်လေးပေါ့နော်တိုက်ပွဲတွေမှာတွေ့ရတဲ့ အဲလုံဆောင်ချက်လေးနဲ့ပတ်သက်လို့လည်းဒါအားရကြလေးပြောပြပေးပါဦးကျွန်တော်တို့တွေကကြတော့ရှင်းရှင်းပြောမယ်ဒီညာသားလက်လုပ်လက်စားဟိုဒီတော်လိုင်းပြီးလဲဘာနေရာတွေမှမလို့ချင်မမျှော်လင့်ချင်ဘူးကိုလက်ရှိအရင်လုပ်ခဲ့လက်လုပ်လက်စားပေါ်ပါပဲပြန်သွားကျင်လာဒီတော်လိုင်းပြီးအောင်ကျွန်တော်တို့သွားကျင်တယ်ဒီအရေးတစ်ခုကကျွန်တော်တို့နေရာရဖို့မဟုတ်ဘူးပြည်သူအတွက်ကုစားကြည့်ပြီးကျွန်တော်တို့လုပ်နေရတဲ့နေရာမှာဟိုကိုတွေရုံးမှရမှာဒါရာပြည်သူတော်လိုင်းကြီးပဲလीအ ော်ကျွန်တော်တို့တွေအတက်တွေရောယုံမှာအီယောအီယောလုံနေလို့မရဘူးဟိုပီရက်တွေရှိကြပါတယ်လက်နက်ကြီးကန်ပြီးဒီတိုင်းမဲ့အလုံးမလုံးကြတဲ့ရေသာကူကြတဲ့ပီရက်တွေရှိတယ်ဟိုဓာတ်တို့အပြစ်တင်တာတော့မဟုတ်ပါဘူးလောက်ကြတဲ့သူလည်းရှိလို့မလောက်ကြတဲ့သူလည်းရှိတယ်ဒါကျွန်တော်တို့စိတ်သက်ခံယူချက်ကတော့ကိုတိုင်းမှကိုပြီးမယ်ကိုလုံးမှကိုပြီးမယ်ဆိုတဲ့စိတ်ဆန္ဒတွေနဲ့ဟိုကျွန်တော်တို့ကကြိုးစားတာကြိုးစားတဲ့နေရာမှာဆိုလို့ကျွန်တော်အပွဲမှာဟိုစီကန်းနဲ့ ဟိုစီကံတင်းကျက်တာတွေကျွန်တော်ခွဲအားကောင်းနေတယ်။ပြီးတော့လေ့ကျင့် training တွေကျွန်တော်မနက်တိုင်းမပြတ်ဘူး။ဟိုလေ့ကျင့်တိုက်တိုင်းလေ့ကျင့်ဆိုလို့ကျွန်တော်တို့ကဟိုစိတ်တစ်ခုတည်းကျက်မှတ်ခံလို့လည်းမရဘူး။ကိုယ်ကရကျက်မှတ်ခံဖို့လည်းကျွန်တော်တို့အတွက်အရေးကြီးတယ်။မနက်တိုင်း training ဆင်းတဲ့အခါမှာကျွန်တော်တို့ဟိုကျွန်တော်ကွန်မန်ဒါကလည်းအများအားပြောတယ်စိတ်သက်တည်ကြံ့ခိုင်ဖို့ကိုယ်ကရကြံ့ခိုင်ဖို့ဒါအများအားလုပ်တယ်ပြောတယ်သူရဲ့စိတ်တည်ထဲမှာတိုက်ပွဲရဲ့ရောက်ရင်ဒါပဲဟိုပြစ်လိုက်လို့သူတို့သိချင်းသေးသွားပြီစီ အကူအဥအောင်တော့စော်မှာပဲအဲ့လိုအဲ့လိုစိတ်တည်နေပါပဲကျွန်တော်တို့ကတော့အေးခိုင်းတယ်အဲ့တော့အာဖြီသူကလည်းဒီတိုက်ပွဲတွေအားရပါတယ်ကိုရကျွန်တော်တို့လည်းတကယ်အားရတယ်ပြီးတော့လေးစားတယ်ပေါ့နော်အဲကိုလိုတကယ်မြေပြင်မှာတကယ်မပြည့်မစုံနေနဲ့ပေါ့နော်စူးစားဖန်စားနေအခုနလိုရန်သူစစ်ကောင်စီတက်ကိုအပြူပြူလေးလေးဖြစ်အောင်လုပ်နိုင်နေတာတကယ်တကယ်လေးစားဖို့ကောင်းပါအဲ့တော့ပြည်သူတွေအတွက်ကိုလည်းဒါဒီအင်တာဗျူးလေးရဲ့အဆုံးသတ်အနေနဲ့ပေါ့နော်ကိုမှားကျင်တာလေးရှင်ပါပေးပါဦးဟို ိုဒီအဆုံးသက်ကတော့ဟိုအနာဂတ်မှာဒါပြည်သူလက်နဲ့ထူးဆန်းနိုင်တဲ့နိုင်ငံတော်အသစ်တစ်ခုကျွန်တော်တို့တည်ဆောက်ကြမယ်။ဒါကျွန်တော်တို့နိုင်ငံအသစ်ကိုလိုချင်တော့ကျွန်တော်တို့လူငယ်တွေရဲ့ဘဝအသစ်တွေပြည်နေရပါတယ်။ပြည်ဆက်နေရတဲ့ဤသူပေါ့။ဟိုပြည်သူတွေလည်းထောက်ပံ့မှုတွေအားပေးကြပါနဲ့။ထောက်ပံ့တဲ့အခါကျရင်လည်းတကယ်လုံလုံတဲ့အခွင့်အရေးလားတရားမြင်အောင်ကြည့်ကြပါ။ဒါကျွန်တော်တို့ဒီပြည်သူလူထုတူတန်းလိုက်တဲ့ဟိုငွေကြေးပြတ်တော်၎င်းပေါ့။ အကျိုးရှိအောင်အငြင်းတန်းကျွန်တော်တို့မှန်မှန်ကန်ကန်လေးတုံးချပါတယ်ဤသူတွေနေနေလဲအဲ့လိုမှန်မှန်ကန်ကန်တုံးချတတ်တဲ့အဖွဲ့စည်းတွေကိုပဲရွေးပြီးတော့လူတန်းမှုတွေပြုလုပ်စေခြင်းနဲ့ဒါမှသာလျှင်ကျွန်တော်တို့တော်လိုင်းအရေးကရှိရောက်မယ်အလုံးမလုံးတဲ့သူတွေကိုလှူးနေရင်ပတ်စံကုန်မယ်အဖက်တင်မှာဘူးဟိုဒါကျွန်တော်ကဟိုလိုမနာလိုတဲ့စိတ်နဲ့ဝန်တူတဲ့စိတ်နဲ့ပြောတာတော့မဟုတ်ဘူးကျွန်တော်မအဲ့ကိုရက်နေ့တိုက်တဲ့တိုက်ပွဲတစ်ပွဲဆိုရင်ကိုတိန်ထောင်းလေးရကုန်တယ်ကိုကျွန်တော် login နေနဲ့ဘယ်လိုဆရာမလဲဗျာ နှစ်လသုံးလအဲ့လို၄၅၆လတည်ကျွန်တော်စူးစောင်းရှားတဲ့ငွေခုချိန်ထိဆိုလဲကျွန်တော်မှာအကျွေး800 800လောက်ရှိတယ်ဟုတ်အဲ့လိုဟိုကျွန်တော်ရက်ဝတ်တယောက်ကိုအနည်းဆုံးလက်နဲ့ငယ်တမားတယောက်ဆိုကိုသောသောဒီသောသောကင်းဆောင်ရုံကိုတယောက်ကိုရက်အနည်းဆုံးကြီးနှင်းရပါတိုက်ခွင့်ရှိမဟုတ်ဘူးဟုတ်ဟုတ်အဲ့လိုမျိုးဟိုညီရီကလည်းချစ်တယ်ကြီးကူဟိုဘယ်လိုပြောမလဲတိုက်ပွဲတဲ့ရောင်ရင် ကန်ထဲကရှုတူလုံးလုံးပြီးပြရသလိုပဲပြတာ เออငါတို့ကောင်းကောင်းကြီးဘလို့ရှားတယ်ဆိုတော့မတူဘူးဒါကျွန်တော်ကလည်းကြိုင်နိုင်ခိုင်းကိုမခိုင်းရပြီးတော့မင်းတို့စော်ခဲ့ဒိုင်းတော့အုံနောက်တော့သုံးပေါ့ဟိုကိုကအော်တိုပီးရမဲ့နေရလဲစင်ကပီးရမဲ့လဲဒါမျိုးတွေရွေးချယ်ပေါ့အာအာဟာကျွန်တော်ကတော့တောက်ခဲ့တဲ့ပွဲတွေလည်းအများကြီးရှိပါတယ်ဟောဩရဲဘော်ကြီးနဲ့ဒါအဲ့တိုက်ပွဲမှာကြာသွားတဲ့ညီလေးတယောက်နဲ့ဆိုမှတ်မှတ်ရရကျွန်တော်တို့10လောင်းနဲ့9လက်အဲ့တော့ပြရတော်တော်ဒီအများကြီးကျွန်တော်နဲ့ဗတ်တက်တွေ့တာ10ရောက် ဆရာလုံးအကုန်ဖြုတ်တယ်တနကုလည်းရတယ်အဲအဲ့လိုနေသားဆိုကိုရဲ့နေ့ကြသွားတဲ့ညီငယ်နဲ့ဆိုရှေ့ဆရာတပည့်သုံးအောင်ထက်တက်တာကျန်တဲ့ညီလေးတယောက်တယ်တနေ့ကောင်နေနောက်မှာကျွန်တော်ကလည်းမှသူတော့ဘဲတော့မှညာတော့မှအကုန်တက်ပြစ်တာအဲ့လိုမျိုးတော့အဲ့တည်းကတဖြည်းဖြည်းများများလာတယ်များများလာတဲ့အခါမှာကျွန်တော်တို့လည်းအလုပ်လုပ်တာပေါ့နော်များလာတဲ့အခါမှာငိုတက်လက်တော့ကကြီးနေရရှိတယ်ကြီးနေရရှိတယ်ဆဲလက်မှကြီးနေထောင်ဘူးလက်တွေများလာတဲ့အခါလက်90ရှင်ကြီးတထောင်လောက်ကျွန်တော်တို့ရှားရတယ် အလုတ်ကိုအလုံးနဲ့တူအောင်လှုပ်ချင်လွန်းလို့ဒါဟိုအကျွေးယူပြီးကျွန်တော်တို့စစ်တိုင်နေတာဗျာလူတွေပါဗျာဟိုလှုပ်ချင်ကြိုက်ရေးစီးရတဲ့ရဲဘော်တွေကိုလည်းချင်းမြင်ပေးပါမြောက်စားပေးပါလို့အဲလိုလေးပါကျွန်တော်တို့ကတော့ဟိုပြည်သူကိုရှေ့ရှုပြီးတော့တော်လိုင်းရုပ်ကိုတော်လိုင်းရေးအရွေးတစ်ခုနဲ့ညီအောင်သွားပါမယ်တော်လိုင်းပြီးရင်လည်းဘာခွင့်ရနေရမှာလဲမလို့ချင်ပါဘူး ကျွန်တော်အရင်တုန်းကတောင်ရောက်တာဗျာဝီထမြတ်တူတိမှာပါဆောင်းတူလေးတွေတိုင်ငယ်ပေါ်တင်းပြီးကမှာဗျာကျွန်တော်တောင်ကူတကြောဟိုပကူတကြောညောင်လေးပင်တကြောကျွန်တော်တို့ပက်ရောက်နေတယ်နေပြည်တော်တကြောတွေအဲ့အလုပ်ကပဲပြန်လွှမ်းနေပြီအဲ့အလုပ်ကပဲပြန်သွားခြင်းလားအာအချို့ကောင်းတယ်ဗျာဝိုက်တယ်သူတော်နေလည်းပြေးပါပါညွန်လင်းချက်တွေလည်းပြေးပါပါဗောနော်ပြီးတော့ခုနကလိုဂျွေးတွေဗောနော်ဂျွေးတွေလည်းဝိုက်ဆက်ကြမယ်ပြည်သူတွေလည်းအတူတူဝိုက်ဆက်ကြမယ်ဗောနော် ပြီးတော့ဘို့ပြင်ပြအောင်ဖို့အတွက်လည်းဒါဝိုင်းစူးစားကြမှာပေါ့နော်ကိုတို့လိုစိတ်သက်တဲ့လူမျိုးတွေရှိနေပြီပဲကျွန်တော်ကမနိုင်ကြအကြောင်းရှိပါဘူးကိုရနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ထပ်ပြီးတော့အောင်မြင်မှုတွေဆက်ယူကြမှာပေါ့နော်ကိုโอเคဗျာโอเคဗျာ